အရာဝတီတိုင်းဒေသကြီးကနေရွှေပြောင်းသူတွေများပြားနေတဲ့အတွက်ဒေသတွင်လေယာဉ်ကဏ္ဍကိုထိခိုက်နိုင်တာကြောင့်ရှော့ချဖို့လိုအပ်နေပါတယ်ဒီသတင်းကိုတော်စင်မျိုးကပေးပို့ထားပါရရှင်ရွှေပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံကအဖွဲ့အစည်း IOM နဲ့ကမ္ဘာ့ဘဏ်လူနိုင်ငံကအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေရအရာဝတီတိုင်းဒေသကြီးအနေနဲ့မြန်မာနိုင်ငံကပြည်တွင်းရွှေပြောင်းသွားလာတဲ့အများဆုံးဆင်းမှာပါဝင်နေတာပါရရှိအနာဂတ်မှာရောကြအောင်မလုပ်နိုင်ဘူးဆိုရင်ဒေတာတွင်းအနာဂတ်စီးပွားရေးကိုထိခိုက်လာနိုင်တဲ့အတွက် အကျိုးရှိတဲ့ရွှေပြောင်းသွားလာမှုဖြစ်ဖို့နဲ့ရှော့ချပေးဖို့လိုအပ်နေတာပါ။တုံးကြီးတဲ့မှာဟိုအစိုးရပေါ့နော်။ပြီးတော့ CSO Media Politician သူတို့ ਨੇ ဒီ migration ကိစ္စကိုအရင်စဉ်းနေကြည့်နေ။ဘာဖြစ်လို့လဲကျွန်တော်တို့ကဘာမှမလုပ်ဘူးဆိုရင်ဘာမှမဖြစ်ဘူး။ဘာမှမဖြစ်ဘူးဆိုရင်ဒီတော့ဒီတိုင်းကလူကထွက်ရောမယ်။ အဲ့ဒါကြောင့်မလို့အခုက10နှစ်ကြီးနေအခုက10နှစ်မှပဲဒီ9နှစ်ဒီ10နှစ်တက်မှဒီတော့ဒီတိုင်းရဲ့ future ကပြောင်းသွားမယ်ဆိုင်ကလုံးမုန်တိုင်းနာဂေတိုက်ခတ်ပြီးနောက်ပိုင်းမှာဒေတာတွင်းထွက်ခွာအလုံးလုံးကင်သူတွေပုံမှုများပြလာခဲ့ပြီး2013နဲ့2014ဝင်းကျင်တဝိုက်မှာအမြင့်ဆုံးဖြစ်ခဲ့ပါတယ်2014တကောင်စင်းရာ ARI တိုင်းဒေသကြီးရဲ့ရွှေပြောင်းသွားလာသူအရေအတွက်ဟာတသန်းကျော်ရှိနေပြီးဒါဟာတိုင်းဒေသကြီးရဲ့စုစုပေါင်းလူဦးရေနဲ့နှိုင်းယှဉ်ငါးပုံတစ်ပုံရှိနေပါတယ် ဒီနေ့ကပ္ပံရဲ့ထုတ်ပြန်ချက်အရရွှေပြောင်းဒေါ်လာတူအရေးအတွက်ရော့ချသွားပေမဲ့အမြင့်ဆုံးအခြေအနေမှာရှိနေသေးတယ်လို့ဆိုပါတယ်။အများစုကဒေတာတွင်းအလောက်ကန်ရှားပါတာနဲ့လောက်ခလာတာနဲပါတာတွေကြောင့်ရွှေပြောင်းသွားကြတာပါ။အသာပေါင်းလို့ရေလုံသားများတဲ့ယူအားအင်ဂျီ300 300ရှိတယ်ဆိုပါတယ်။အင်ဂျီ200လောက်ကအရွယ်ကောင်းဒါမြူသားအမျိုးသမီးတွေအင်ဂျီ200လောက်ကမရှိတော့ရုတ်တယ်ပေါ့ဗျာ။မလေးရှားယူရီးယားရောက်လာတာဒါပါလေဆိုတော့ ကျွန်တော်တို့ကြီးလက်ဒီတာကျွန်တော်တို့အလုတ်ကင်ခံလာနေအလုတ်ကင်ခံလာနေတာဘာကြောင့်လဲရတာကိုဖြေရှားကြည့်ရင်ကျွန်တော်တို့တရားစာတတ်ပစ္စည်းတွေကျွန်တော်တို့အတုံးပြူရတာတဘာဝတရားစာတတ်တွေအတုံးပြူရတာ ဆိုအညီအမျှအတုံးမပြုနိုင်တဲ့သဘော။ရရီတိုင်းဒေသကြီးအတွင်းလေယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကုညီဆောင်ရွက်ပေးနေတဲ့ငင်းငယ်င်းနဲ့တရားမျှတမှုဖော်ဆောင်ရေးဖွဲ့ကဒေါက်တာတောင်းထွန်းကတော့ဒေသတွင်းလေယာတန်းကနဲ့အသက်ဆိုင်တဲ့ဆက်မှုလုပ်ငန်းတွေထူထောင်ဖို့လိုအပ်နေပြီလို့ပြောပါရတယ်။အဓိကကတော့ကျွန်တော်တို့လေယာကဏ္ဍကိုဖွံ့ဖြိုးအောင်ရလေယာအခြေခံတဲ့ဆက်မှုလုပ်ငန်းတွေကိုဒါအစိုးရအနေနဲ့ပေါ့နော်။အထူးစီးပွားရေးဇုံတွေလုပ်မယ်။ကျွန်တော်ကတော့လေယာကဏ္ဍနဲ့တန်းကကဏ္ဍကိုအခြေခံတဲ့ကုန်ကြောထုတ်လုပ်မှုတွေကိုလှုပ်စေချင်တယ်။ဘာလို့လဲ AR တိုင်းက AR တိုင်းရဲ့အဓိကအားကောင်းချက်က ဒီ layer site ပြုရေးเนาะဒီရေထွက်ပစ္စည်းလုပ်ငန်းငါရေချိုငါလုပ်ငန်းဟိုကန်ဒီငါလုပ်ငန်းဒါတွေက area တိုင်းဒီအခြေခံပေါ်မှာကျွန်တော်တို့အဲလှုပ်စေချင်တယ်ကမ္ဘာပိုင်ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံအနေနဲ့အာဆီယံဒေတာတွင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်မြေဒီကရဲ့စပားအထွတ်နှုန်းကအနေဆုံးအခြေအနေမှာရှိနေပြီးစိုက်ပျိုးရေးလုပ်သားတွေရဲ့လုခလဆာဟာလည်းအနေဆုံးအခြေအနေမှာရှိနေပါတယ်။ဒါကြောင့်လေယာစိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေတဲ့ ARD တိုင်းဒေတာကြီးအတွင်းကထွက်ခွာသွားတဲ့စိုက်ပျိုးရေးလုပ်သားတွေများပြားလာပြီး ။နေရာလုံသားရှားပါမှုတွေကြောင့်တွေ့လာရပါတယ်။ကျွန်တော်တော်စင်မျိုးပါခင်ဗျာ။